ာဝဲဘလွန်နီယောဆုအတွဲရေပန်းအစားဆုံးကစားမများ၂၅ခုနှစ်ဘလွန်နီယောဆုဝေးဘွဲကိုစက်တင်ဘာလ၂၂နေ့မှာကျင်းပမှာဖြစ်ပြီးစကားတင်စင်းကိုတော့ဩဂတ်လမှာထုတ်ပြန်သွားမှာလည်းဖြစ်ပါလိမ့် မလုံးနီယောစီမာနာမလုံးရာသီတစ်ခုအတွဲအကောင်ဆုံးစန်းဆောင်ပေးနိုင်တဲ့ဘလုံးသမားကိုရွေးချယ်ရှင်းပြန်စုဖြစ်တာကြောင့်ပရိသတ်တွေကစိတ်ဝင်စားကြသလိုဇာမောက်တွေကလည်းတံပိုးထားကြပါလိမ့်ဒေစုဦးတော်1956ခုနှစ်မှာစတင်ရှင်းပြန်ခဲ့တာဖြစ်ပြီးလက်ရှိချိန်ထိစုရရှိတဲ့ကစားမဟာ46ရောက်အထိရှိနေခဲ့ပြီလည်းဖြစ်ပါလိမ့်အာဂျင်နီနာသင်းအတဆက်ဇာမောက်ကြီးလီယိုနယ်မက်ဆီကစုစိတ်အများဆုံးရယူနိုင်တဲ့ဇာမောက်အဖြစ်ရှစ်ချိန်နဲ့ဥဆောင်နေပြီးနောက်ဆုံးရောက်ရှိထားတဲ့ဇာမောက်တော့စပိန်သင်းရဲ့ကွန်းနက်ဇာမောက်ဖြစ်တဲ့ ရိုဒီလည်းပဲဖြစ်ပါတယ်။ဒီရက်နေ့ကစွေဝေးဝဲအခမ်းအနားကိုရီယမထွေအသင်းရဲ့တပိတ်မှောက်မှုကြောင့်အာယုံဆိုင်မှုယောနယ်သွားခဲ့ရပါတယ်။အကြောင်းကတော့သူတို့ရဲ့ဘရာဇီးအသင်းရဲ့တိုက်စစ်ဇာမာဗီနီချက်ဂျူနီယာအကောင်ဆုံးအမျိုးသားဇာမာဆုကိုမရဘူးဆိုတာကိုသိရှိခဲ့ရလို့ဖြစ်ပြီးဒေဆုတော့မန်စီးတဲ့ခွင့်လန်ဇာမာကြီးရိုထရီကဆုကိုရောက်ရှိခဲ့တာလည်းပဲဖြစ်ပါလေ။ဆိုတော့ဒီနေ့မှာတော့ပြန်လဲအသက်ဝင်လာခဲ့ပြီလို့ဆိုရမှာပဲဖြစ်ပါလေ။ 2025ခုနှစ်အတွက်ဘလွန်ဒီယောစုကို PSG အသင်းရဲ့တန်းစစ်ဈာမှာဒမ်ဘလီကရရှိလိမ့်မယ်လို့ရေပန်စားနေရလည်းဖြစ်ပါလိမ့်။သူ့ရဲ့နောက်မှာတော့လာမယ့်ရမယ်ဘာစီလိုနာကရေပန်စားနေပြီးအဲဒီနောက်မှာတော့မိုဆာလာလီဗာပူးရာဖင်ညာဘာစီလိုနာလော်ဒါရိုမာရီနက်စ်အင်တာမီလန်ဒိုနာရမာ PSG အသင်းတို့ကယက်တီနေကြတာလည်းဖြစ်ပါလိမ့်။ ပြည်ထောင်လုံးမဂ္ဂဇင်းက2025ခုနှစ်အတွင်းဇကာလင်းစာမအယောက်30ဆင်းကိုဩဂတ်စ်လ15ရက်နေ့မှတိုင်ခင်ထုတ်ပြန်ကြေညာသွားမှာဖြစ်ပြီးဘောလုံးဂျာနယ်လစ်တွေရဲ့ဆန္ဒမဲနဲ့ရွေးချယ်သွားမယ်လို့သိရှိရပါတယ်။ကိုရဇင်ဘတ်လုံးဆက်ပွဲမှာရေယုန်တွေကိုလှောင်ပြောင်ခဲ့ကြတဲ့အေဗရန်ပရိသတ်များအေဗရန်ပရိသတ်တွေဟာဂရဇင်ဘတ်နှုတ်ဆက်ပွဲကိုရောက်ရှိလာတဲ့ဒက်စမူအောင်ရေယွန်တွေကိုအဟိလှောင်ပြောင်မှုတွေပြုလုပ်ခဲ့ကြပါတယ်။ ်အယ်ဗရန်နေကဒီနိုဆက်ဘွဲကိုဇာမဟောင်းများစွာကိုပိတ်ကြခဲ့တာဖြစ်ပြီးအသင်းရဲ့အကယ်ဒမီရဲ့ဇာမတယောက်ဖြစ်တဲ့ရေယုန်နီလည်းပါဝင်ခဲ့တာလည်းပဲဖြစ်ပါတယ်ရေယုန်နီကသက်၉နှစ်အရွယ်ကလေးကအယ်ဗရန်ကိုရောက်ရှိခဲ့တာဖြစ်ပြီးအသင်းမှာခြေစမ်းပြခွင့်ရပြီးမကြောင်မီမှာပဲမိုင်ရတဲ့အသင်းထံကိုပြောင်းရွှေ့ခဲ့တာလည်းပဲဖြစ်ပါတယ်ဒါကြောင့်မို့အေဗရန်ပိသက်အချို့ကသူ့အပေါ်ဒေါသထွက်နေကြစေဖြစ်တဲ့အတွက်လောင်ပြောင်မှုတွေပြုလုပ်ခဲ့ကြတာလည်းပဲဖြစ်ပါတယ် ရေယွန်နေကတော့ယူရာနီယံအသင်းနဲ့လမ်းခွဲခဲ့တဲ့အချိန်မှာလဲအေဗရန်အသင်းမှာတကြော့ပြန်ကစားခဲ့သေးတာလည်းပဲဖြစ်ပါလိမ့်။သူကနောက်20ခုနှစ်နေပြလောကကိုဝင်ရောက်ပြီး2024ခုနှစ်ဒီဇင်ဘာလမှာဘလိုင်းမောင်အသင်းနဲ့လမ်းခွဲပြီးရဲ့နောက်လက်ရှိအချိန်မှာအသင်းလက်မဲ့ဖြစ်နေသူလည်းပဲဖြစ်ပါလိမ့်။ရော်နယ်ဒိုနဲ့ပြန်ဆိုင်မှုဟာသူတို့နှစ်ယောက်စလုံးနဲ့ဘောလုံးကိုချင့်မြတ်နိုးသူတွေအတွက်အလှပဆုံးအချိန်ဖြစ်ခဲ့ကြောင်းဖွင့်ရပြောဆိုလာတဲ့လီယိုနယ်မက်ဆီ အနာမမီရဲ့အသင်းကောင်းဆောင်လီယိုနယ်မက်ဆီကသူနဲ့အန်နဆာအသင်းရဲ့ဝိုင်းရင်တိုက်စစ်ဇာမာကြီးခရစ်စတီယာနိုရဒိုနိုအကြောင်းပြန်ဆန်မှုတွေဟာသူတို့နှစ်ယောက်စလုံးနဲ့ဘောလုံးအားစားကိုချင့်မြတ်နိုးသူတွေအတွေ့အလှပါဆုံးအချိန်ဖြစ်ခဲ့ကြောင်းဖွင့်ရပြောဆိုလိုက်ပါတယ်။လီယိုနယ်မက်ဆီနဲ့ခရစ်စတီယာနိုရဒိုတို့ဟာဘောလုံးလောကကိုလွှမ်းမိုးခဲ့ကြသူတွေဖြစ်ပြီးထိတ်တန့်စစ်မှာကာလကြာချိန်စွာကစားနိုင်ခဲ့ကြသူတွေလည်းပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်ကြားပြန်ဆန်မှုမှာမဟာပြိုင်ပွဲတွေဖြစ်တဲ့ ်ဘာစီလိုနာနဲ့ရီယယ်မက်ဒရစ်အသင်းတို့မှလည်းကစားခဲ့ကြတာကြောင့်ပိုပြီးတော့ပြင်းထန်ခဲ့ကြတာလည်းပဲဖြစ်ပါလေလီယိုနယ်မက်ဆီနဲ့ခရစ်စတီယာနိုရော်နယ်ဒိုတို့ဟာ2008ခုနှစ်ကနေ2023ခုနှစ်ထိမော်လောကောက်ကိုစိုးမိုးခဲ့ကြတာဖြစ်ပြီးသူတို့နှစ်ယောက်ဟာဘလုံးဒီယောစုကို73ချိန်ထိရယူနိုင်ခဲ့ကြတာလည်းပဲဖြစ်ပါလေလီယိုနယ်မက်ဆီကဘလုံးဒီယောစုကိုစံချိန်နဲ့8ချိန်ရရှိခဲ့တာဖြစ်ပြီးခရစ်စတီယာနိုရော်နယ်ဒိုကတော့ဒုတိယအများဆုံးအဖြစ်9ချိန်ထိရရှိခဲ့တာလည်းပဲဖြစ်ပါလေလီယိုနယ်မက်ဆီက ကျွန်တော်နဲ့ခရစ်စတီယာနိုရာဒိုတို့အကြောင်းအမြဲပြန်ဆိုင်ခဲ့ကြတာပါ။အားကစားအရာကြည့်မယ်ဆိုရင်ဒါတိတ်ကိုလှပလွန်ခဲ့တယ်လို့ဆိုရမှာဖြစ်ပါလိမ့်။ကျွန်တော်တို့နှစ်ယောက်စလုံးကပြန်ဆိုင်လို့စိတ်ပြင်းထန်ကြသူတွေဖြစ်ပြီးကျွန်တော်ဟာတဦးကိုတဦးပိုကောင်းအောင်တွန်းအားပေးခဲ့ကြတာပါ။ခရစ်စတီယာနိုရာဒိုကအမြဲတမ်းအရာအားလုံးကိုအနိုင်လိုခြင်းသလိုကျွန်တော်လည်းအဲ့လိုပါပဲ။သူနဲ့အချင်းပြန်ရောက်တဲ့အချိန်တွေကကျွန်တော်အတွက်ရောဘောလုံးကိုချင်းမြတ်နိုးတဲ့အတွက်ပါအလှပဆုံး အချိန်တွေဖြစ်ခဲ့ပါတယ်လို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါတယ်။ဘာစီနဲ့ခရစ်စတီယာနိုရန်ဒိုတို့ကလည်းကမ္ဘာဘောလုံးလောကထက်မှာထာဝရအကောင်းဆုံးဇာမအဖြစ်သတ်မှတ်ခြင်းခံခဲ့ရသူတွေဖြစ်ပြီးမော်ဒန်ဘောလုံးလောကမှာလည်းသူတို့ရဲ့လွှမ်းမိုးမှုကအခုအချိန်ထိကြီးမားနေဆဲလို့ဆိုရမှာလည်းပဲဖြစ်ပါတယ်။ယမနီကတော့နိုင်ငံတကာဘောလုံးသမိုင်းနဲ့စိန်ရင်အဖွဲ့ဖြစ်တဲ့ IFFHS ကထုတ်ပြန်လိုက်တဲ့သမန်းနဲ့6ထာဝရအကောင်ဆုံးဘောလုံးသမားဆေးရောက်စင်းမှာတော့ခရစ်စတီယာနိုရော်ဒိုကိုကြော်တက်ပြီးတော့လီယိုနယ်မက်ဆီကနံပါတ်1နေရာကို ဥဆောင်ရရှိသွားခဲ့ပါတယ်။ IFF HS ရဲ့ထုတ်ပြန်ခဲ့တဲ့ထောက်လအကောင်းဆုံးဈာမဆိုင်ရောက်စင်းမှာအာဂျင်နီနာသင်းရဲ့တက်ဆစ်ဈာမကြီးလီယိုနယ်မက်ဆီကထိပ်ဆုံးနံပါတ်1နေရာမှာရပ်တည်ခဲ့ပြီးဘရာဇီးလ်သင်းရဲ့ကနဝင်ပီလီကဒုတိယအာဂျင်နီနာသင်းရဲ့ကနဝင်မာရာဒိုနာကတတိယနဲ့ခရစ်စတီယာနိုရယ်ဒိုကတော့စတုတ်တာနေရာမှာသာရပ်တည်ခဲ့တာလည်းပဲဖြစ်ပါတယ်။သူတို့ရဲ့နောက်မှာတော့ယွမ်ခရိုက်နယ်သာလန်ရော်နယ်ဒိုနာဇာရီယိုဘရာဇီးဇီဒန်ပြင်သစ်ဘဂင်ဘောင်ဝါဂျာမနီ ဒစ်စတီဗာနိုအာဂျင်တီးနာရော်နယ်တင်ဟိုဘရာဇီးတို့ကအစဉ်လိုက်ယက်တီခဲ့ကြတာလည်းပဲဖြစ်ပါလိမ့်။လေယိုနယ်မက်ဆီကအစမဘွားတခြားဆူပလာ46ခုတိရောက်ယူနိုင်တဲ့အပြင်ကမ္ဘာအကောင်ဆုံးဘောလုံးသမားစုအဖြစ်သတ်မှတ်ခြင်းခံရရတဲ့ဘလုံးရောစုကလည်းရှစ်ကြိမ်တည်းအများဆုံးရရှိခဲ့သူဖြစ်တာကြောင့်ဒါဝရအကောင်ဆုံးဘလုံးသမားအဖြစ်သတ်မှတ်ခြင်းကိုသဘောမတူသူအနေငယ်သာရှိပေမဲ့လည်းခရစ်စတီယာနိုရဲ့သူကအဆင့်လေးနေရာမှာသာသတ်မှတ်ခြင်းခံရမှုကတော့ဝေဖန်မှုများစွာရှိနေကြောင်းသိရှိရပါသည် ခရစ်စတီယာနိုရာဒိုအားလည်းရှိအချိန်ဒီကမ္ဘာ့ချန်ပီယံဆုကိုရယူနိုင်ခြင်းမရှိသေးပေမဲ့လည်းပေါ်တူဂီအသင်းနဲ့ယူရိုချန်ပီယံဆုရယူနိုင်ခဲ့သလိုမိုင်းနော်တဲ့ရီယယ်ဂျူမနဲအသင်းတို့နဲ့အတူဆူလာပေါင်းမြောက်များစွာရယူနိုင်ခဲ့တာလည်းပဲဖြစ်ပါလိမ့်ဒါပြင်ဘောလုံးလောကရဲ့ဂိုးသွင်းအများဆုံးဇာမအဖြစ်ယက်တီနေခြင်းနဲ့အတူဘလုံးလျော့စုကိုလည်း၅ချိန်တိရရှိခဲ့သူဖြစ်တာကြောင့်ပီလီမာနာဒိုနာတို့ရဲ့အထက်မှာတတ်မှတ်ခြင်းခံရသင့်တယ်လို့ထောက်ပြမှုတွေကလည်းရှိနေတာလည်းပဲဖြစ်ပါတယ် ဆရာဘရိဒန်ရဲ့ထာဝရအကောင်ဆုံးဇာမတစ်ယောက်ကဘယ်သူဖြစ်လိမ့်မလဲဆိုတာကိုလည်းပြောပြပေးခဲ့ကြပါအောင်နော်ဖလော်ရီယန်ဝစ်ကိုခေါ်ယူဖို့အတွက်မန်စတီးအသင်းတို့ဘာကြောင့်များတွေးအေးသွားခဲ့ရတာလဲလေးပါးစဉ်အသင်းရဲ့ဂိုးသွင်းဆက်လေးဖလော်ရီယန်ဝစ်ဟာလက်ရှိဘောလုံးလောကမှာကလပ်တန်းလိုချင်နေတဲ့ကွင်းလယ်ဇာမတစ်ယောက်လည်းပဲဖြစ်ပါလေအားလုံးကလည်းမန်စတီးမှာကေဗင်ဒီဘန်နာရဲ့နေရာကိုဆက်ခံနိုင်မဲ့သူအဖြစ်ရှုမြင်ထားကြတာလည်းပဲဖြစ်ပါလေဒါပေမဲ့နေမကွန်လာရဲ့မန်စတီးအသင်းကဂျာမနီလေးပါးစဉ်ဇာမကိုခေါ်ယူနိုင်မှုအတွက် နောက်ဆုတ်သွားခဲ့ပြီလည်းပဲဖြစ်ပါလေ။ဆိုတော့မန်စတီးနဲ့နောက်ဆုတ်လာမှုနဲ့အတူ Florian Wiss ကိုခေါ်ယူနိုင်ရေးအခြေအနေအကောင်းဆုံးဖြစ်နေတာကတော့လက်ပေါင်းအသင်းပဲဖြစ်ပါလေ။မန်စတီးအသင်းတို့ဘာကြောင့်များနောက်ဆုတ်သွားခဲ့ရတာလဲ။ပြောရရင်တော့ကုန်ကျစရိတ်ကြောင့်ပဲဖြစ်ပါလေ။မန်စတီးကသနစ၂နှစ်အရွယ်ဇာမောက်ကိုခေါ်ယူနိုင်ဖို့အတွက်ကလပ်သင်းရဲ့တမိုင်းမှာငွေကြေးအများဆုံးအဖြစ်အသုံးပြုလာရဖို့ရှိပါလေ။ မန်စီးတင်းအဖလော်ရီယန်ဝစ်စ်ရဲ့ပြောင်းရွှေ့ခြင်းလောကအပါအဝင်စစ်သွောင်းယူရိုတန်300အထိအသုံးပြုရလာနိုင်တာလည်းပဲဖြစ်ပါလိမ့်။လော်ရီယန်ဝစ်စ်ဟာဥရောပရဲ့အကောင်ဆုံးလူငယ်ကွင်းလည်တက်စစ်ဇာမောရီထဲကတယောက်ဆိုတော့မန်စီးအသင်းတို့လက်ခံပါလိမ့်။ဒါမှလည်းဒီကောင်လေးကိုဘိုင်းမနစ်အသင်းနဲ့လဘောအသင်းကလည်းအပြိုင်ခေါ်ယူလို့နေရလာလည်းပဲဖြစ်ပါလိမ့်။တော်ပေမဲ့မန်စီးတင်းကအသုံးစိမ်းများစွာ၃လရမှာဖြစ်လို့နောက်ဆုတ်လိုက်တာလည်းပဲဖြစ်ပါလိမ့်။ တကယ်တော့မန်စီးသင်းကောင်အခင်တုန်းကအတုံးစိများစွာအတုံးပြုရမှာဖြစ်လို့နောက်ဆုံးလိုက်တဲ့တာရကတွေရှိခဲ့ပူပါလေမန်စီးသင်းကဖရက်ဂျော်ဂျင်ညိုဖရန်ကင်ဒီယောင်စတဲ့အစားမတွေကိုခေါ်ယူနိုင်ရေးစိတ်ဝင်စားခဲ့ပူပေမဲ့လည်းအတုံးစိများပြားလာမှာဖြစ်လို့နောက်ဆုံးခဲဘူးတာလည်းပဲဖြစ်ပါလေမန်စီးကသူတို့အစားဘလွန်ဒီယောဆုချင်းဖြစ်လာမဲ့ရိုဒီကို2019ခုနှစ်မှာခေါ်ယူခဲ့တာလည်းပဲဖြစ်ပါလေ အလားတူပဲမန်စီကတော့22ခုနှစ်လုံးကဟာရီကိန်းကိုခေါ်ယူဖို့စိတ်ဝင်စားခဲ့ပေမဲ့လည်းပေါင်50တန်းတာအသုံးပြုရမယ့်ဟာလန်ကိုသာရွေးချယ်ခဲ့တာလည်းဖြစ်ပါတယ်နရောနဆာနဂရီနိုကမန်စီတင်းကဟာရီမကွဲယာဂူလီဘာရီတို့ကိုခေါ်ယူကြိုးပမ်းမှုကနေနောက်ဆုံးပြီးတော့ရူဝင်ဒီအက်စ်ကိုခေါ်ယူခဲ့တာလည်းပဲဖြစ်ပါလိမ့်။နောက်တစ်ဖက်မှာလည်းမန်စီတင်းကဖလော်ရီယန်ဝက်စ်ကိုခေါ်ယူနောက်ဆုံးလိုက်တဲ့နောက်တဲ့အကြောင်းအရာချက်တစ်ခုရှိနေပါသေးတယ်။ဒါတော့ဖီဗရန်ကိုစီမံခဲ့တဲ့မှာဆက်လက်အဓိကနေရာကနေထည့်သွင်းထားမှုလည်းပဲဖြစ်ပါလိမ့်။ နေရဝယ်လာကဖီးဖိုရန်ကိုကေဗင်ဒီဘိုင်းနာရဲ့နေရာမှာရေရေအစားထိုးဖို့အတွက်စီစဉ်ထားတာလည်းပဲဖြစ်ပါတယ်။တကယ်လို့များဖလော်ရီယန်ဝစ်ကိုခေါ်ယူလိုက်နိုင်ခဲ့မယ်ဆိုတော့အင်္ဂလန်လေဝစ်စင်ကိုကြောင်ထိုးရမယ်ကေစိုက်လာတော့မှလည်းပဲဖြစ်ပါတယ်။မဲဆီသင်းကဖလော်ရီယန်ဝစ်ကိုမခေါ်ယူတော့ပေမဲ့လည်းပဲနေရာဒီမှာဖန်နေမှုအကောင်းနဲ့ကုလင်စားမတယောက်ကိုတော့ခေါ်ယူလာအောင်မှလည်းပဲဖြစ်ပါတယ်။ဆိုတော့လက်ရှိမှာမဲဆီသင်းရဲ့ပြစ်မှတ်တွေထဲမှာ Northern Force အသင်းရဲ့ကုလင်စားမလေး Morgan Gateway ကထိတ်ဆုံးကနေပါဝင်နေတာလည်းပဲဖြစ်ပါတယ်။ ျေးဇူးတင်ပါတယ်ဘဲဇမလုံးကိုဆင်းရဲဖြားကျမ်းပါချမ်းသာကြပါသည်ခင်ဗျာ